ဲ့ဒီရဲ့ပညာမင်းမင်းတို့သင်ထားတဲ့သင်ထားတဲ့ပညာတွေကိုဒီဗီဒီယိုလေးကိုကျွန်တော် reaction လုပ်ပေးသွားမှာဖြစ်ပါတယ်ကျော်လေးဒီလူကြည်လိုက်အောင်ပြောမှုမရှိဘူးဆိုလို့ရှိရင်ဘလို့လုပ်ပြီးတော့မင်းပညာကြီးခေါ်မလဲအဲတစ်ဖက်ကဗုဒ္ဓဘာသာတစ်ဖက်ကခရစ်ယာန်တစ်ဖက်ကအစ္စလာမ်ဘောနော်နော်ပြီးတော့မှအတိတတလည်းမဟုတ်ဘူးအဲ့ဒီသင်ထားတဲ့ယာနဲ့အတိဘုဒ္ဓအပေါ်မှာသူဒီဘယ်လိုသူခံယူကျင့်သုံးပြီးတော့သူ့ဘဝကိုတိဆောက်တယ်လေလောကလူပြည်လူရွာကောင်းကျိုးကိုဘယ်လိုလုပ်လဲဆိုတာဟာ တပည့်တော်အမြင်ရတော့အဲ့ဒီလူသိပညာရှိလို့ကျွန်တော်တော့မြင်တယ်ဒါဟာကောင်းသလားဒါဟာဆိုးသလားဒါဟာမကောင်းဘူးလားသူပညာရှိတဲ့လူကကျတော့လူအုပ်စုနောက်ကိုမလိုက်ဘူးอืมปัญญาရှိတဲ့သူอ่ะဘာဖြစ်လို့လဲလူတွေကြိုက်တဲ့လောက်များပါစေအဲ့ဒါကိုအမှန်လို့သူမလားဘာသူ့မှာပညာရှိတယ်အလုံးမဲတော်လန်တော်နေတဲ့ပါဘာသာရေးကပြောတဲ့နိုင်ငံရေးတကားများအစီအစဉ်ကနေပြန်လဲကျူတူလိုက်ပါတယ်ပညာရှိတို့ရဲ့ကောင်းကျိုးတက်ရောက်မှုနဲ့ပညာရှိကိုမိွယ်စိကပ်ပေါင်းသင်းခြင်းဆိုတဲ့ ခေါင်းစဉ်နဲ့ဆွေးနွေးလာခဲ့ရမှာဒီတစ်ပတ်မှာဆွေးနွေးချက်အပိုင်းနှစ်ကိုရောက်ရှိလာပြီဖြစ်ပါတယ်သိခါတော်ရဆရာတရာပေသူမလနာဟာဖက်ကာဒီဆရာဦးစိုးနေဦးတွင်နဲ့အတူပညာရှိဆိုတာဘလို့အရာမျိုးလဲဆိုတာကိုအခုလို့ဆွေးနွေးတင်ပြထားကြတာပဲဖြစ်ပါတယ်အဲ့ကျတော့ပညာရှိအကြောင်းလေးဆက်ပါအောင်ဆရာအဲ့ဒါကတော့တပည့်တော်တို့ဒီခရံဘက်မှာတော့စကလုံးလေး꿰တယ်ဟုတ်ကဲ့တော့ဆော့ဆော့ပြောတယ်ဆရာပြောတယ်ဗာလဲ ကျက်ကျူကေးရှင်းအကျူကေးရှင်းမဟုတ်ကျက်ကျူကျက်ပြီးတော့ဘွဲရကျက်ကျူကေးဆက်သူက understanding ဟုတ်ကဲ့ knowledge knowledge understanding ပါမှာပါလေနာတော့သိနာလေအဲ့ဒါနဲ့သူကဘုဒ္ဓတာတူက knowledge ပြီးတဲ့ခါမှာသူက wisdom ဆိုစကားလုံးတော့ရှိတယ်ဟုတ်ကဲ့ wisdom so ဒီ wisdom မှသာလင်းသူကပညာဘက်ကိုသွားတာ understanding ဆိုတာငါနဲ့ပြည့်တဲ့ကလေးနဲ့၃နှစ်မှမူချိုထားမယ်၃နှစ်၄နှစ်မူချိုနှစ်နှစ်ပြီးရင်၅နှစ် မူလသူငယ်တန်းတင်းတဲ့သုံးနာ6ခွင်း70အောင်နဲ့ဒီပါညာဒါသူ understanding မဲဟုတ်ကဲ့ understanding မတာသင်ပေးတာကျွန်တော်ပေါ်ရင်ကြတော့ပို့ဆိုးတယ်ဆော့ဆော့ဆရာပြောတယ်ချက်ပြီးတော့ဖြေတာဟုတ်တယ်နော်ချက်ပြီးတော့ဖြေတာဆိုတော့ဒီနိုင်ငံတိုင်းပြည်တွေမှာတပည့်တော်တော်များရောက်ဘူးပါလေရောက်ဘူးတဲ့အခါကျတော့တပည့်တော်တို့ကလည်းဒီပြောရတယ်ဘာသာရေးလိုင်းတွေကဆိုတော့သင်တန်းတွေ training တွေကျောင်းတွေမွမ်းမံတွေဒါတွေသွက်တက်ရတော့သွက်တက်ရတဲ့အခါကျတော့ဒီပညာရေးလိုင်းပဲများတာပေါ့အဲ့တော့လေ့လာရေးသွားမယ်နောက်ပြီးတော့ဟို အတူယူတဲ့စာတမ်းပြည့်စုံမဲ့ပညာဆိုဒီအကြောင်းနေပဲသွားရတာအကြောင်းနေပဲသွားပညာလေ့လာရတော့နိုင်ငံခြားတိုင်းပြည်တွေမှာပညာသင်တယ်ဆိုတာတကယ့်ပညာကိုသာသင်တာဥပမာနော်ဒီကျွန်တော်တို့တိုင်းပြည်မတက်တာပေတာနော်နောက် science ဟာဒါတွေရှိရှိရင် ဟိုကျွန်တော်တိုင်းပြည်မှာတခွဲကန်းဆိုတာဆိုင်မုတ်ပဲချိန်တာပြီးရင်တော့ခတ်တာအဲ့ဘုံတွေတက်နေတာဘယ်သူမှကျွန်တော်တက်တော့တချောင်းနေခဲ့တခါမှမဟုတ်ဘူးတက်ခဲ့စာကြည့်လိုက်ဆိုတာလေလက်ကတော်တွေထဲမှာလဲစာကြည့်တိုက်ဆိုတာလေဟိုဦးသိန်းတို့ကျောင်းထက်ဘုန်းကြီးသင်တန်းကျောင်းမှာနှစ်နှစ်ပညာသင်ကြားခဲ့ဘူးလေပေါ့နော်ဆရာဟို2009 2010ပတ်ဝန်းကျင်ကနော်စာကြည့်တိုက်ကဟာစာကြည့်တိုက်ကြီးရေကွာပေါ့ဟာတအားဝမ်းတာလေဗျာဝမ်းတာတဲ့ခါတော့အဲ့စာကြည့်တိုက်ကြီးကြီးတော့တော်ကြီးကြီးတော့လို့ဟုတ်ဗျာတက်ကြီးတွေကလည်းတက်နေပြီသိလား အဲ့နဲ့ကြောက်ဖုန်ကြီးတီတော့သူကြောက်ဖုန်ကြီးတော့ပြီးတော့တော့သွားတော်တဲ့ခါတော့အဲ့ထဲကဘာမှမရှိဘူးတဲ့မဖွင့်ညညာနဲ့တဲ့တော့တဲ့တဲ့ဟိုဟာကြီးပဲမြည်ရတယ်အဲ့လိုမျိုးပေါ့တဲ့အဲ့လိုမျိုးတွေပေါ့အဲ့ဟိုမမဟုတ်ဘူးအဲ့လိုမဟုတ်ဘူးသူကဒီနေ့ဘာကောင်လေးချောင်းတင်မယ်ဆိုကလေးတွေခေါ်သွားတာဟုတ်တယ်ကလေးတွေလေးပန်းချန်နေနော်ချောင်းပေးနည်းနည်း security security တော့လောက်တာပေါ့လေခေါ်သွားပြီးတော့အဲ့ဒါလေးကိုပြပြီးတော့ဒီလိုတင်တော့ तू ဟာအကုန်လုံးမြင်နေတာဗျမြင်နေသိနေတွေ့နေတော့ဒီစာတွေ့နဲ့မျက်မြင်နဲ့ ဆိုအဲ့မှာ तू อ่ะ तू တင်ချားရတဲ့အရာကိုပညာတစ်ခုအနေနဲ့ရလာเนาะရလာဆိုတော့ကျွန်တော်တိုက်ပြီမှာတော့ဒါ understanding ရတော့ဒါချက်ပြီးတော့ဖြေးပေါ့ချက်ပြီးဖြေးတာတော့ပုံဆိုးသေးတာအတမိုင်ဆီယမဆီယမချူရှင်းအနိုင်ရင်အဲ तू อ่ะနေခွင့်ရမယ်ဆိုဘာဘာမယ်ဆိုတီချက်ထားလိုက်ပါတော့အဲ့ဒီသိစိတ်တော့မပြောတော့ပါဘူးညာအဲ့ခါကျ understanding အဲ့ understanding ရတော့နောက်တစ်ဆင့် तू อ่ะစဖတ်တက်လာမယ်ဆော့ဆော့ဖုံဖုံမိတ်ငယ်တယ်ဥစဉ်မိတ်ငယ်တယ် အာဒီအတိစာဘဝဘဝစာပေတွေအတိစာပေတွေဖတ်ရမယ်စာဖတ်ဖို့လို့ဆိုစာဖတ်တတ်လာတဲ့ခါမှာ तू စာတွေလိုက်ဖတ်တဲ့ခါမှာ तू knowledge တိုးလာတယ်ဟုတ်တယ်ဘဟုတုတနော်သူတို့ကဆီယာကြားတဲ့အရာတွေမြင်တဲ့အရာအခုကလေးတွေတော်တော်ဆိုးဆိုးနော်တော်တော်ဆိုးဆိုးဆိုလေကျွန်တော်တို့တို့အသက်ရွယ်တော့ကသိတဲ့ကိစ္စတွေတို့မသိဘူးနော်ဟုတ်ကဲ့အော်ဆရာလည်းမသူတို့သိရလဲကျွန်တော်မသိဘူး ID တွေလည်းမသိဘူး game တွေ mobile နဲ့ချင်းနေမှာကျွန်တော်မသိတော့တမျိုးစီပေါ့နော်ခေတ်ကာလရေးစီဒါပေမဲ့အဲ့လို account တွေမသိဘူးနော်တို့တွေတလား ဟုတ်ကဲ့ကျွန်တော်ဟိုတက်တက်မင်းဒီမှာအကောင့်လေးပါတယ်မသိဘူးရောင်းဝယ်ကလေးပို့ဆိုတာဟောဗျာနော်ကျွန်တော်နေလည်းမရောက်တော့ဆိုတော့အဲ့အဲ့တော့ तू ကဒီ knowledge နော်အဲ့ဒီ knowledge ကိုမှဆော့ဆော့ကဖုံဖုံပြောခဲ့တယ်ဝေဘန်ပိုင်းခြားနားလေသိမှတ်ပြီးတော့မှအသိအမြင်တွေ့ဆံများလာကိုအသိအမြင်တွေ့ဆံကိုလောက်တက်လာတော့ तू က wisdom ဆိုတဲ့ပညာရှိဟုတ်နော်ဒါကြောင့်ပညာရှိဆိုတာက ကျွန်တော်မြင်တလောက်ကတော့လေဒီလိုဗျကျွန်တော်တခါတော့ကလေဟိုနေတနေမှာလေဆိုင်တဲ့လူတယောက်နဲ့စကားပြောမှုတယ်လေဆိုင်နွားเจ้าတော့အဲ့ဘူကောအဲ့ဒါလေတမ်းပဲစကားပြောမယ်ဟာ तू ပြောတဲ့စကားတွေကမြင်တယ်ဗျတော်တော်လေးမြင်တယ်စကားပြောလို့ကောင်းလိုက်တာကျွန်တော်လည်းနှစ်နိုင်သုံးနိုင်ထိုင်စကားပြောအချိန်ကိုလည်းကုံမှန်းတော့မသိဘူးအဲ့တော့ကြောကြောပြောတော့เจ้าဘယ်နှတန်းနေဘူးလဲဆိုတော့၄တန်းနဲ့ဟုတ်၄တန်းတည်နေဘူးတဲ့ ဒါပေမဲ့ तू อ่ะတရာတင်းကြုံပါညာရွာမှာဟုတ်ဗျာညာမှာဆိုတော့ဘုန်းကြီးเจ้าမှာတရာတင်းကြုံပါညာကတော့ तू อ่ะတတ်တာဗောသိတာဗောနာမင်္ဂလာတုတ်ပါညာတွေရတော့เนาะအဲ့ဒါသိပြီးသားအဲ့တော့ဖတ်ဆိုရင်ဘာလို့ဒီဒီလောက်ပြောနိုင်လဲသိနိုင်လဲဟုတ်ကြောစာစာလည်းခတ်တယ်လေတဲ့စာဖတ်ပြီးတော့အဲ့လိုပဲဗောသူများပြောတဲ့ဟာကိုနားထောင်ကြည့်တယ်ဗောเนาะဟိုတယောက်ပြောတာနားထောင်တယောက်ပြောတာနားထောင်ဒီဟာတွေဝေဖန်ပိုင်းချပြီးတော့ဆိုဟာဒီဒီပုံကမဆိုးဘူးတော်တော်လေးပြောတတ်တယ်ပြောချင်တာကတော့ဖုံဖုံရဲ့ပညာဆိုတာ wisdom ဖြစ်တယ်ဟုတ်ကဲ့သင်ထားတဲ့အရာတသက်မဟုတ်ဘူးเนาะ ပြီးတော့မှအတိတသက်လည်းမဟုတ်ဘူးအဲ့ဒီတင်ထားတဲ့ယံနဲ့အတိဘုသူတ္တအပေါ်မှာသူဒီဘယ်လိုသူခံယူကျင့်သုံးပြီးတော့သူ့ဘဝကိုတိဆောက်တယ်လေလောကလူပီလူရွာကောင်းကျိုးကိုဘယ်လိုလုပ်လဲဆိုတာဟာတပည့်တော်အမြင်ရတော့အဲ့ဒီလူတီပညာရှိလို့ကျွန်တော်တော့မြင်တယ်ဆရာကြီးဒါလေးနဲ့ပတ်သက်ပြီးတော့လဲဆွေးနွေးပါအောင်ဗျဟုတ်အဲဒီကျွန်တော်မြတ်ကိုရံပထမအ우ဆုံးကြတဲ့ပါရ၅ပါးရှိတယ်။ဟုတ်ကဲ့။အဲ့ဒီပါရ၅ပါးမှာကိုကပထမအ우ဆုံးပါရကဣကရော အဓိပ္ပာယ်ကပါလဲအသင်ဖတ်ပါကုရ်အာန်ကိုစကြတာကိုကသူကဖတ်ပါဆိုတာနဲ့စကြဟုတ်တယ်ဖတ်ဖို့လူတယောက်ရှေ့မှာဆရာပြောသလိုလေးရမဲ့နေရာအောင်တော့စာဖတ်တဲ့လူကတားတယ်ဟုတ်တယ်ဟုတ်ပြောနောက်တစ်ခုကကျွန်တော်တို့ရဲ့ဒီဟိုကုရ်အာန်ကျမ်းတော်မြတ်မှာဆိုတမန်တော်ကြီးအာဒမ်ရဲ့အကြောင်းပါတယ်တမန်တော်ကြီးအာဒမ်ကဘာအလ္လာမအာဒမ်အလ်အစမာကုလ်ဟာအလ္လာဟ်ရှိမက်ကသူ့ကိုတည်တည်တည်လိုက်တဲ့ပညာရည်တွေကိုသင်ပေးလိုက်တယ်သူအဲ့ဒီပညာတွေကိုပြန်ပြီးတော့ အလောရှင်မြတ်ထံတော်ဘာမှာပြန်ပြောပြနိုင်တဲ့အတွက်ဖရစ်စတာလို့ခေါ်တဲ့ဒီမာလာဧကာလို့ခေါ်တဲ့ကောင်းငင်တမန်တွေကိုသူ့ကိုဖူးချစေတာဂုံပြူတာပေါ့ဟုတ်ကဲ့ဆိုတော့လူသားရဲ့အစကပညာနဲ့စာဟာကျွန်တော်မြတ်ကိုရာရဲ့အစကလည်းပညာနဲ့ပဲစာတယ်ထိုနည်းတူသာကျွန်တော်မြတ်ကိုရာမှာအချိန်ပေါင်း900ကျော်လောက်ပညာနဲ့ပတ်သက်ပြီးတော့ပေါ်ပြတာဟုတ်ဟုတ်အဓိကတော့ပညာဆိုတာကအစ္စလာမ်တရားတော်မှာအင်မတန်အရေးကြီးတယ်ဟောဒီနေရာမှာတပည့်တော်တို့ဒါကတော့အတွင်းစည်းထဲမှာရှိတဲ့ပြဿနာလေးတစ်ခုပါပါလဲဆိုတော့ ပညာဆိုတာကိုတချို့တွေကနေဘလို့ခွဲကြလိုက်တော့ဘာသာရေးပညာနဲ့ခေတ်ပညာကိုခွဲကြလိုက်ဟုတ်ကဲ့ကျွန်တော်တို့အစ္စလာမ်တပါမှာမရှိဘူးဟုတ်ကဲ့မရှိဘူးပညာဆိုတာကခုနဆရာရှိမှပြောသလိုကျွန်တော်တို့ဘ ਹੁ တုတတွေလည်းဒါပညာပဲတခုခုတောက်အောင်သင်တာလည်းပညာပဲနောက်ဆုံးအကောင်းဆုံးပညာကတော့ဘုရားသခင်ကိုသိရှိတဲ့ပညာဟုတ်ကဲ့အလောရှိမြတ်ကိုအဲ့ဒါကမာရီဖတ်လို့ခေါ်တာပေါ့နော်နားလည်းသိမြင်လားဆိုတော့အဲ့ဒါကအင်တန်အရေးကြီးတယ်ဆိုတော့ဒါကြောင့်မို့လူတယောက်ဟာ ပညာရှိဖို့အတွက်သူ့ဘဝမှာအင်တန်အရေးကြီးတယ်ဘာလို့လဲဆိုတော့ကျမ်းတော်မြတ်ကိုရာမှာပဲအလ္လာဟ်ရှိမြတ်ကမိန်တယ်ယုတ်တလ်ဟိကမတ်တမိုင်းယရှာဝမန်ယုတ်တလ်ဟိကမတ်ဖကတ်အူဒီယာခိုင်ရန်ကစီရာဆရာခုနပြောဝက်စတန်ပေါ့နော်ဝက်စတန်အဲ့လိုဟိကမတ်လို့ခေါ်တဲ့ပညာဉာဏ်အမျောအမြင်ကိုချီးမြှင့်ပေးသနာခြင်းခံရတော်သူဒီတဲ့ကောင်းခြင်းအမြောက်အများကိုချီးမြှင့်ခံရတော်သူမီးဤတဲ့ဒါကြောင့်မို့လူတယောက်မှာပညာရှိသွားတယ်ဆိုပညာဆိုတော့လော်လော်လေးပြောရင်တော့ခုနကပြောတဲ့ကျွန်တော်တို့ ဟိုအတတ်ပညာတွေအသိပညာတွေ knowledge တွေဒါတွေလည်းအကုန်ပါဝင်သလိုနောက်တစ်ခုကဒါဟာကောင်းသလားဒါဟာဆိုးသလားဒါဟာမကောင်းဘူးလားဆိုပညာရှိတဲ့လူကကျတော့လူအုပ်စုနောက်ကိုမလိုက်ဘူးဟွန်းပညာရှိတဲ့သူကဘာဖြစ်လို့လဲလူတွေကြိုက်တယ်လို့များပါစေအဲ့တော့အမှန်တော့သူမတော်ဘာသူမှပညာရှိတယ်ဒါပေါ့ဒါပေါ့အီမာအာမတ်ဘီနီဟမ်ဘယ်ဆိုတဲ့သူရောဇင်ပေါ့နော်သူကတကယ်အီမမ်အီမမ်လည်းဖြစ်တယ် မူဟဒစ်လို့ခေါ်တဲ့ဟာဒီသ်ပါရဂူလည်းဖြစ်တယ်တကယ်အစ္စလာမ်သမိုင်းမှာအင်တန်ကြော်ကြားတဲ့ပညာရှင်တယောက်ဖြစ်တယ်ဟုတ်ရှိကဲ့ဆိုတော့ तू ကဘယင်နေနဲ့စန့်ကျင်ပြီးတော့ तू ကဓမ္မတတ်တွေထုတ်ပြန်တာဘယင်တွေကသူတို့စိတ်ကြိုက်ဓမ္မတတ်ထုတ်ပြန်တဲ့သူတွေကိုပါ तू ကချီးမြှောက်တယ်ဟွန်းနောက်ဆုံးတော့ဘာလို့လဲဆိုတော့ဒီပညာရှင်ကိုထောင်သွင်းအချင်းချဟုတ်အဲ့တော့သူ့ကိုတပည့်တပန်းနေရဲ့သူ့ရဲ့တမီးလေးရဲ့လာပြီးတော့မြေတားရဲ့ခံတယ်ဒါအားလည်းနှိမ့်ဆက်ခံတယ်ကို့ဆရာသမားကို့ဖဖခင်ဆိုတော့မကြည့်ရတော့သူတို့ပြောသလိုပဲပြောလိုက်ပါ သူကပြောတဲ့စကားတွေကတိတ်ကောင်းတယ်။တကဘာလုံးကတစ်ဖက်မှာရှိပါစေ။ငါအာဟမတ်ကတစ်ဖက်မှာရှိပါစေ။ငါအကယ်၍အမှန်တရားပြောနေငါဟာအစ်ချမငါဟာတကဘာလုံးနဲ့တယောက်ဖြစ်ပါစေ။အမှန်တရားပတ်တာပဲ။အဲ့ဒါပညာရှိ။ပညာရမို့ဆရာနာရှင်ကနှစ်ပေါင်းများစွာကျွန်တော်တို့နိုင်ငံကိုဘာဖြစ်လို့အုပ်ချုပ်နိုင်အောင်တနိုင်ငံလုံးကိုပညာမဲ့အောင်လုပ်တာ။ဟုတ်တယ်။အဲ့ဒီအချိန်မှာပညာရှိတဲ့လူတစုဥမာအဲ့ထဲမှာပြောမှမလို့တကယ်ဂုံပြူဖော်ပြရမှာចောင်းသားတယ် ဘာကတာတွေတာကတာတွေတကယ်ကိုဘလောက်ဒုက္ခရောက်တဲ့ကာလဘသူတွေကဆဲဆဲဟိတ်ဆာနာပြတယ်ဟုတ်တယ်ဒီဘာကတာတွေကိုတချို့တွေကခမ်းမတွေကနေမောင်းထုတ်ခဲ့တယ်နော်တချို့တွေကဆိုရင်မင်းတို့ကောင်နေအလုံးမရှိဘူးလားဒီအလုပ်ပဲမင်းတို့လုပ်နေကြရလားနော်မင်းတို့ပညာမတက်ဘူးလားမင်းတို့ပညာမတင်တော့ဘူးလား तू ကပညာတင်ဒီစစ်ကြုံအာနာကြီးဟိုပညာကြီးစနစ်ကို तू ကစန့်ကျင်တာလေအဲ့ဒီအတွက်ကြောင့်ဒီចောင်းသားတွေလို့ဒီလိုလုပ်နေတာဒါ तू ကပညာရှိတဲ့အတွက်ဘယ်သူမှခင်မစားဘူး သူတို့ကမူပေါ်မှာပဲလေရက်တည်တယ်လူပေါ်မှာမရက်တည်ဘူးဘဲအဖွဲအစည်းပေါ်မှာလည်းသူတို့မရက်တည်ဘူးဒါကြောင့်မို့ကျွန်တော်တို့လူတွေအားလုံးဒီပညာတကယ်တက်လာရင်မူဝါဒတစ်ခုပေါ်မှာတည်ချာချာရက်တည်ပြီးတော့အဲ့ဒီပေါ်မှာအလုံးလုံးနိုင်လူတို့တော့ပုံပြီးအကျိုးရှိတယ်ဒီနေရာမှာတစ်ခုပြောချင်တာတချို့ကပြောတယ်အာဟိုပေါ်စစ်စစ်တက်ကိုထောက်ခံတဲ့သူတို့ဥသိမ်းစိန်လက်ထက်မှာဖုန်းကတ်တွေ1500ဖြစ်သွားအောင်လုပ်ပေးတယ်အမှန်1500တော့မတန်အောင်ဟုတ်တယ်လေကျွန်တော်တို့နိုင်ငံမှာဖုန်းစသုံးတဲ့အချိန်မှာတခြားနိုင်ငံကလူတွေရဲ့ဤပညာပါတော့အကုန်သိတယ် ်တယ်။နော်ကွန်ပျူတာဘာလဲသိနေပြီ။ခုနဆရာပြောတဲ့ဥစ္စာလေးဆက်ဆက်လို့ကျွန်တော်တို့ငငယ်ရလည်းရှိတယ်။ကွန်ပျူတာအခန်းဆိုတာ။ကွန်ပျူတာအခန်းထဲကိုကျွန်တော်တို့ကချောင်းမယ်ကြည်ရတာ။အဲကွန်ပျူတာလေးတွေ။ဟဲ့ကွန်ပျူတာလေးတွေ။ဘိုးချုပ်တွေဘာတွေလာတော့ကျွန်မဘာလုပ်ရအောင်လဲ။ကွန်ပျူတာကိုင်းပြီးကျွန်တော်တို့က mouse ကဘာမှမသိ လက်ကွက်ကဘာမှမသိဘူးခတ်တီတက်ပုံရိုက်ခံဒီလိုဆရာတို့ကမှဓာတ်ပုံရိုက်ခံရပါသေးတယ်ဗျာဦးသိန်းတို့ကဘယ်နာမည်မှတော့မသိခဲ့ပါဘူးဟုတ်တပည့်တော်အဲ့ဒါဆိုရင်တော့ကျွန်တော်တို့ကကျတော့ကွန်ပျူတာဆိုတာပောက်ကွဲစေတဲ့ပစ္စည်းလို့ကျွန်တော်ကခြေတရားလို့ဖြစ်ခဲ့တာအဲ့လိုဖြစ်ခဲ့ပါအောင်ဆရာအဲ့တော့တခုကကျွန်တော်တို့ဒီသူတို့လက်ထက်မှာတဲ့ဘာဘာကြီးကသူတို့ရဲ့ဘာဘာကြီးပေါ့ငញ្ញိုင်းကြီးနိုင်ငံတကာမှာနိုဘယ်ဆုတွေဘယ်သူကပေးတာမှမသိဘူးတိုက်ယူတဲ့ပုံကိုကြီးကမထောက်မှန်တကယ်တမ်းကျတော့ 1500အဖြစ်အောင်လို့ဟိုးတန်းရွှေလက်ထက်ကလေးလို့လို့ရတယ်လေဟုတ်တယ်လေဒါပေမဲ့ကျွန်တော်ကမသိဘူးဖုန်းဆိုတာဘာမှမသိဘူးဖုန်းကတကတ်ကိုမြေခွက်တစ်ခွက်ဝယ်လို့ရတယ်ဟင်းဘာဖြစ်လို့ကျွန်တော်တို့အဲ့ဒီလိုလောက်ခံခဲ့ရတာအောင်ဆိုတော့ကျွန်တော်တို့ပညာမဲအောင်နောက်တစ်ခုကပြည်သူလူထုကိုမီးလင်းအောင်လုပ်ပေးတာလမ်းနေခင်းပေးတာဖုန်းတွေဆက်သွယ်ရေးတွေရအောင်လုပ်တာအင်တာနက်ရအောင်ဒါအစိုးရတည်းရဲ့တာဝန်တာဝန်တကယ်တော့အဲ့ဒါကျေးဇူးတင်စရာမရှိဘူးနော်ကျေးဇူးဘယ်အစိုးရလက်ထက်မှာဘာမီးလေလင်းတယ် မီးလင်းအောင် လုပ်ဖို့အတွက်မဲပေးတာတကယ်ဆိုရင်မလင်းခဲ့တာတော့မှမင်းတို့အပြစ်တင်ရမှာမလင်းခဲ့တာငါတို့လက်သန်းကိုမင်းဆိုအောင်လုပ်ခဲ့တာမင်းတို့မီးလင်းခြင်းလို့လုပ်ခဲ့တာနော်ဟုတ်တယ်ဒီအင်တာနက်တွေရခြင်းလို့လုပ်ခဲ့တာဆိုတော့အဲ့ဒီအသည့်ကိုကျွန်တော်တို့မှရှိမလို့ရှိမလို့ဆေးအစိုးရလက်ထက်မှာဆိုကျွန်တော်အဖေပြောရအဖေကိုကြားကြည့်လို့တယ်တရားတွေဆောက်ပြီးဆိုလူတွေကချီးကျူးတာဟာတရားတွေစေအာနာရှင်လက်ထက်မှာပေါ်လာပြီကျွန်တော်တို့ဖေကပြောတာအဲ့ဒါတို့လုံးလားမင်းတို့ထဲကခိုးပြီးတော့အဲ့ဒါသေးသေးလေးတွေပြန်လုပ်ပြီးသားတာ နော်တမူရလို့တပည့်လူတွေမင်းတို့စီမှာအခု6နာရီလောက်မီးလာနေတယ်ဆိုတာတကယ်တမ်းကျတော့24နာရီပြေးလို့ရတယ်ဟာမဲဟာကြံတဲ့နာရီတွေမှာခိုးထားပြီးမင်းတို့6နာရီပဲပြေးတာကျေးဇူးတင်နေရမလို့ဟုတ်တယ်ပြီးရင်အစိုးရတရက်ဒီပြည်သူဖွံ့ဖြိုးရေးပြည်သူရဲ့အခြေခံလိုအပ်ချက်အကုန်လုံးဖြည့်ဆည်းပေးဖို့အတွက်အဲ့ဒီလွတ်တော်တွေဝင်ထားရတာအဲ့ဒီအတွက်ကြောင့်ကျွန်တော်တို့ကကျေးဇူးတင်နေရဖို့မလို့ဆိုတော့ဘယ်အစိုးရလက်ထက်မှာဘာတွေဖြစ်ခဲ့တယ်ဆိုတာအတွက်အဓိကကတော့ပညာနေပြီးတော့အဲ့ဒီဘက်ကိုရောက်သွားတာပေါ့နော်ကျွန်တော်တို့မှာအကဲအမြပညာတကယ်ရှိခဲ့တယ်ဆိုရင်ဒီအစိုးရတွေရဲ့မတမာမှု ဒီလိုဟိုဂုတ်သွေးစုပ်အမျက်ထုတ်မှုတွေဟာအရင်ကတည်းကသိပြီးတော့အုပ်စုလိုက်အုံကြွပြီးတော့အာနာရှင်ကအများဆုံးချုပ်နေမှာသူအာနာရှင်ကအဲ့ဒီလိုမဖြစ်အောင်လဲပြည်သူလူထုကိုပညာမဲ့အောင်လုပ်တာပါဗောနော်တကယ်လို့ပညာရေးကိုတင်းကွက်လိုက်တာဟိုသူကဒါပဲဆရာဟုတ်တယ်ဆရာပြောတဲ့သကလုံးကိုခြေငါသုံးဆွဲရမယ်ဆိုရင်ပညာရေးကိုတင်းကွက်လိုက်တဲ့အတွက်ကျွန်တော်တို့အားလုံးဟာတကယ်ကိုလူမပီတာတဲ့လူတော့ဟိုလူပြီမှာဗောနော်ရှင်သန်ခဲ့ရတဲ့ဘဝတွေကျွန်တော်တို့ဆိုအသက်40ဆရာတို့ဆိုရင် ကြာပြီပြောချင်ပါအောင်ဆရာအသက်ပြောရသဘောမကျဘူးဆရာဘုံဘုံတို့တပည့်တော်ဆိုအသက်40ကျော်ဒီဟဲ့လားဟုတ်တယ်ဒီလွတ်လပ်မှုရဲ့အရာသာမခံစားခဲ့ရဘူးဒီနိပညာဆိုတာဘာမှမသိခဲ့ဘူးဖုန်းလေးကင်ပြီးတော့ဖုန်းဆက်နေရရင်ကိုကျေနပ်နေတာသူတယောက်ကဖုန်းလိုင်းကိုပြောနေဘာလို့ဖုန်းကင်မှုသွားပြီဟေးဆိုတော့ဘဝတွေဒီလိုကြုံတွေ့ခဲ့ရတာတော့အဓိကပြောချင်တာကတော့ဟိုလူအဖွဲ့အစည်းတည့်ရလုံးမှာအရေးကြီးတာကတော့တကယ်စစ်မှန်တဲ့အကျိုးအကောင်းအဆိုးအပြစ်တွေကိုခွဲခြားသိမြင်နိုင်တဲ့ပညာဟာအင်တာအရေးကြီးပါတယ် ဟုတ်ကဲ့ဆရာဆိုတော့လေအဲသူတို့အင်းဝခက်ကစာသူအကျော်မော်ရန်တပါရှိပါရှင်မတလဝန္တဆိုတာသူကပညာရဲ့ဘောတရားဒီအကြောင်းအရာတွေနဲ့အဲတိုင်းနာခြင်းတို့နိုင်တယ်ဆိုရင်တော့ပညာရှိသူပညာကြီးဖြစ်လိမ့်မယ်ဆိုတာမရှိတာပါเนาะ အဲ့ဒါမှသောသောပြောလို့ပေါ့ education တွေပေါ့ဗျာရဲ့ဘွဲ့တွေအများကြီးချိန်ထားတယ်နောက်တစ်ခုကကျဘွဲ့တွေအများကြီးချိန်ထားဝင်နေမှာကောက်ဗျာရဲ့ဟိုစာစာပေတွေကိုအာကုန်ဆောင်ထားတယ်ဥသနဘုရားဘာသာတွေဆိုလို့ချင်းတော့ပိဋကတ်၃ပုံကိုအာကုန်နှုတ်ငုံတွေဆောင်ထားတယ်ပေါ့ဗျာတိပိဋကတ်အဲတိပိဋကတ်တဒဓမ္မဗန္ဓာဂါရိကတာဆိုလို့ပေါ့နော်ဓမ္မဆိုတရားဗန္ဓာဆိုတာဟိုဥသနဗန္ဓာပေါ့နော်ခွန်ဗန္ဓာပေါ့တာမျိုးပေါ့ပစ္စည်းဥစ္စာရောနော်ကာရတာဆောင်ထားတယ်ပေါ့ဆောင်ထားသူပေါ့ဓမ္မတွေကိုဗန္ဓာအဖြစ်ဆောင်ထားတဲ့သူတွေပေါ့ ဒါကသူတို့ဒီပြစ်ကတ်ရတာသာမိုးဝဲတွေမှာအမြင်နဲ့သူတွေရရှိတဲ့ဖွဲ့တွေပေါ့နော်တကယ်လည်းညင်ညူထိုက်ပါတယ်ညင်ညူထိုက်ပါတယ်သို့တော့ရှင်မသလုံးသားဘလို့မိတ်နေသောဆွေနွေရောနောဟောပြောမဲ့တွေပေချက်ရည်ဖြင့်ကုံစီဆန်းတာတင်ကြီးပါလေဘယ်မှာကုံချင်းကြွယ်တော်တင်ချင်းအင်းကျတော့လည်းကြာဖို့မှာပါတင်ခဲ့ရဘူးတယ်လေအဲ့လိုမျိုးလေးပေါ့ဆိုလိုတာက အခုဒီကျမ်းစာတွေဘလောက်ပဲတတ်တတ်တတ်ဆရာတို့ဆံရကျမ်းစာရှိမယ်ဆရာတို့လည်းဆံရကျမ်းစာရှိမယ်ဥသူတို့ဆိုပြိတ္တကသုံးပုံရှိမယ်ပေါ့ဒီကျမ်းစာတွေဘလောက်ပဲနှုတ်ငုံဆောင်ပြီးတတ်တတ်တတ်ဒီတက်ပို့ပြီးတော့မှဆံကျမ်းအလင်္ကာကျမ်းတွေမင်းတတ်ထားပဲသေးဟုတ်အဲ့ဒီရဲ့ပညာမင်းမင်းတို့သိထားတဲ့သင်ထားတဲ့ပညာတွေကိုဆွေးနွေးမှုမရှိဘူးရောနောဖလဲမှုမရှိဘူးဟောပြောမှုမရှိဘူးဆိုလို့ရှိရင်ဘလို့လုတ်ပြီးတော့မင်းပညာကြီးခေါ်မလဲဆိုလိုတာကလူတိုင်းလူတိုင်းဟာကိုသိထားတဲ့ပညာရတစ်ခုပဲအမှန်တင်တာလေ ငါနာပေါ့ဒီထဲမှာပဲဩဒါကိုကိုကိုဟုတ်လာပြီတင်ပြီးတော့မှာကိုပေါင်းတော့ဝါကျေရွက်ထဲမှာနေနေတဲ့ဖားလိုဘလုံးကောင်းနဲ့လတာနေတဲ့သူလိုဒီချင်းချင်းလေးထဲမှာပဲဦးသိန်းတို့တွေကကိုကိုအထွာနဲ့ကိုပြဲနေကြတာလေဆိုတော့အဲ့ဒါကိုဦးသိန်းတို့ကကြော်လွန်ပြီးတော့မှာဟုတ်ပြီငါတို့ဘုရားဝါဒမှာရှိနေတဲ့ဒီရဲ့ပိဋကကျမ်းစာတွေကဒီတိုင်းငါတို့သိထားတယ်ဟုတ်ပြီဒါဆိုလို့ရှိရင်ခရိယန်ကျူတော်ကမြင်ရင်ဘယ်လိုလဲမုစလင်တွေအစ္စလာမ်တွေရဲ့ ရှုတော့ကနေမှကြည့်ရင်အဲ့လိုဆွန်းတွဲမှုရောနောဖလှယ်မှုတွေရှိတဲ့အခါမှာတကယ်ပညာတော်ထွက်လာနိုင်မယ်။အဲ့ဒါမှသာအဲ့ဒီအတိုင်းကိုလိုက်နာကျင့်သုံးလူတွေအတွက်ဟုတ်လား။ကောင်းကျိုးတွေဖြစ်အောင်ဆောင်ရွက်နိုင်မှသာလေတကယ်ပညာရှိဆိုတာကိုဒါရှင်မာဒလွန်ဒကဒီလိုမိတ်ဆွေကပြပါတယ်ဗျာ။ဆိုတော့ဒါကတော့ကျွန်တော်တို့ပညာဆိုတာဘာလဲ။ပညာရှိရပါလဲပေါ့နော်။တပိုင်းနေနဲ့။ဒါကတော့ပညာရှိဆိုတာဘလို့ရလဲဆိုတာ ਨੇ ပတ်သက်ပြီးတော့မှဆွန်းတွဲတင်ပြခဲ့တဲ့ ွေးချက်ပဲဖြစ်ပါတယ်။ဆွေးနွေးချက်အပိုင်း၃ကိုဆက်လက်ပြီးတော့မှတင်ပြသွားမှာဖြစ်တဲ့အတွက်နောက်တော့မှပညာရှိတွေနဲ့မိဝဲပေါင်းသိရခြင်းရဲ့ကောင်းကျိုးသက်ရောက်မှုတွေကိုဆက်လက်ပြီးတော့ဆွေးနွေးသွားကြမှာဖြစ်တဲ့အကြောင်းကိုကြိုတင်သတင်းကောင်းပါအပါတယ်။အားလုံးကိုကျေးဇူးများစွာတင်ရှိပါတယ်။